ပဲခူးတိုင်းနောက်ချမ်းဗရောင်းမြို့နယ်လေးသာတောင်ကိုစစ်ကူပေးဖို့တက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းဟာအရက်ခတ်တက်တော်အေးနဲ့ပူအောင်တက်တွေရဲ့တိုက်ခိုက်ခံရပြီးသေဆုံးမှုများပြီးနောက်ဆုတ်ပြေးနေရတယ်လို့သိရပါဗျ။မနေ့ကအော်တိုဘားလ10ရက်မနက်ပိုင်းမှာဆင်လန်စခန်းကနေလေးသာတောင်ဘက်ကိုထွက်လာတဲ့စစ်ကောင်မရှင်တက်တိုက်ခိုက်ခံရပြီးတော့သေဆုံးမှုတွေများတဲ့အတွက်လေးချောင်းပြစ်ကူပေးပြီးကယ်ထုတ်နေရတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ဆင်လန်စခန်းကနေလေးသာတောင်ဘက်ကိုထွက်လာတဲ့တက်က အင်းနဲ့ထိတ်တိုက်တွေ့ပြီးအတိုက်ခံရတာဝိုင်းချွဲနဲ့ဘုံကျဲပေးနေရတယ်လို့စီးရဲသတင်းရမြစ်က ARD Times ကိုပြောပါရယ်။အင်းအားတရားနီးပါးပါစစ်ကော်မရှင်တပ်ဟာဘရောင်းတောင်ကုတ်ကားလန်တလျှောက်ခြုံခိုချီတက်လာပြီးဒေသတောင်တကျောကိုရောက်ရှိဖို့စ조사ချိန်မှာအင်းတက်နဲ့ထိတ်တိုက်တွေ့ပြီးထိခိုက်သေးဆုံးမှုတွေများပြီးနောက်ဆုတ်ပြေးရတာပါ။ စစ်ကူပေးဖို့တက်လာတဲ့အဲ့ဒီဖွဲ့ကိုစစ်ကောင်မရှင်ကဝိုင်းထွဲနဲ့ဇက်တိုက်ဘုံကျဲပြစ်ကူပေးပြီးပြန်လည်ကယ်ထုတ်နေရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နဲ့9ရက်နေ့တွေမှာစစ်ကောင်မရှင်နဲ့အေအေတို့လက်နက်ကြီးပြန်လည်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်လေသာတောင်နဲ့ညောင်ကျိုးစကန်တဝိုက်ကိုစစ်ကောင်မရှင်တပ်တွေကစင်ကလျားထွက်ပြေးရပြီးဒရုန်းနဲ့လက်နက်ကြီးပစ်ကူတွေပါပေးခဲ့ရပါတယ်။စစ်ကောင်မရှင်ကညောင်ကျိုးစကန်တဝိုက်ကိုပြန်လည်ထိန်းချုပ်လိုတာကြောင့် ညောင်ကျိုးလန်တကျောကိုပါဆိုးမုံမှုရယူနိုင်ဖို့ကြိုးပမ်းနေပေမဲ့ထိုးစစ်ဆင်လာတဲ့တက်တွေထိခိုက်သေးဆုံးမှုများစွာနဲ့တက်ဆုပ်ပြေးနေရတာဖြစ်ပါတယ်။